တတိပုဂ္ဂလကိုယ်စားလှယ်လောင်ဦးတင်ထူအောင်နဲ့လေးပါပါတီကကိုယ်စားလှယ်လောင်တအုပ်ကိုပြည်ရဲရဲရဲစီစစ်ချက်အရာရွေးကောက်ပွဲဥပဒေပေါ်မှာတက်ဆင်တိုင်းရင်မုံနဲ့ညှိစွမ်းတာကြောင့်ကိုယ်စားလှယ်လောင်အမည်စင်းကနေပယ်ဖြတ်တယ်လို့ပြည်သူ့ရွေးကောက်ပွဲကော်မရှင်ယူရေးစီကပြောပါရယ်။ရုံတိုင်းဒေသကြီးရခိုင်တိုင်းသားလူမျိုးရေးရာဝန်ကြီးလှတ်တော်ကိုယ်စားလှယ်လောင်နေရာအတွက်ဝင်ရောက်ရှင်ပြိုင်မဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်ဦးတင်ထူအောင်နဲ့လေးပါပါတီကကိုယ်စားလှယ်လောင်တအုပ် ကိုယ်တိုင်လောင်းစင်းကနေပယ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးမီဒီယာတချို့ရဲ့မေးမြန်းမှုအပေါ်ယူရေးစီကအခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့သက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေတွေမှာလွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိတဲ့ပြဋ္ဌာန်းချက်တွေနဲ့ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိတဲ့ပြဋ္ဌာန်းချက်တွေအတိုင်းလွတ်တော်ကိုယ်စားလှယ်လောင်းတွေကိုစီစဉ်ရကြောင်းလွတ်တော်ကိုယ်စားလှယ်လောင်းနှုံးနဲ့ပတ်သက်ပြီးပြည်ထောင်ဝင်ကြီးဌာနရဲ့စီစစ်ပြန်ကြားချက်အရာ လွတ်တော်ရွေးကောက်ပွဲဥပဒေပေါ်မှ30တိုင်းရင်မုံနဲ့ညှိစွမ်းတာကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းအမည်စင်းကနေပယ်ဖြတ်တာဖြစ်ကြောင်းသက်ဆိုင်ရာပုဂ္ဂိုလ်ထံကိုလည်းအကြောင်းကြားစာပေးပို့ပြီးဖြစ်ကြောင်းယူရေးစီကပြောပါရယ်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖြတ်ခံရတဲ့လေဘာပါတီဝင်ဟာရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွတ်တော်မဲဆန္ဒနဲ့ FPTP မှရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းဦးကျော်သူရခေါမမက်အာနီဆူရာမန်ဖြစ်တယ်လို့သိရပါရယ်ယူရေးစီအနေနဲ့ကနအူးမှာလွတ်တော်ကိုယ်စားလှယ်လောင်းအရေးအချင်းနဲ့မကိုက်ညီလို့ လွတ်တော်ကိုယ်စားလှယ်လောင်း86ကိုပဲဖြတ်ပြီးနောက်ပိုင်းထပ်မံပဲဖြတ်ခံရတဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေရှိတယ်လို့သိရပါဗျ။